ဟာဆိုရက်အမည်နဲ့လူမျိုးတစ်မျိုးရှိတယ်ဆိုတော့ဟုတ်အဲ့အန်ယူဂျီတရားမဝင်အစိုးရရဲ့ဘရိုဝင်ဂျာဆိုင်ဟာမူဝါဒကြီးကိုသူတို့ဒဏ္ဍာရီရှင်မမှာထုတ်ပြန်ကြီးညာလိုက်တာပေါ့ဘရိုဝင်ဂျာဆိုတော့သူတို့လုံးဝအသိမပြုတယ်လူမျိုးရဲ့အမည်ကိုတက်နှစ်ကဒီတိုင်းမင်းမျိုးပိုင်းတွေထွက်ပြေးသွားပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနည်းနည်းမိထဲမှာဒုက္ခရဲ့စခန်းထဲမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံတရားဝင်တကောင်ဆင်းနေတဲ့ထဲမှာဘင်္ဂါလီခေါ်ဆက်တကောင်သားခေါ် ဘိုးတော်ကပါကစ္စတန်သားသားလို့ခေါ်တဲ့မျိုးတွေကိုပြည်တော်မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်နေအန်ယူဂျီအစိုးရကနေပြီးတော့အတိမတ်ပြုတ်ပေးမယ်တိမတ်ပြုတ်မယ်ဆုံးဖြတ်တယ်ကျွန်တော်ဒီနေ့အထိဗြိတိရှကိုလိုနီခေတ်ခရီးကနေပြီးတော့စင်တာတကြစစ်တမ်းတွေကောက်လာတာအင်္ဂလိပ်အစိုးရလက်ထက်ကဆပြီးတော့ဒီနေ့အထိပြည်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသား135ဘူပဲရှိသေးတယ်ဒါ ਉਹ သူကချိုးဖြတ်ပြီးတော့136ယောက်ဖြစ်သွားပြီပေါ့ရိုဟင်ဂျာကိုပြည်တော်မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဖြစ် ဒီမှာပြုတ်မယ်နံပါတ်1ဒေါက်တာဆောသာတဆင့်နန်ယူကြီးဆိုရသူကြီးညာတယ်နံပါတ်3ချက်ကဘင်္ဂလားဒေ့ရှ်ဘက်ကန်ကိုရောက်နေတဲ့မူလာရောက9သိန်းလို့ပြောတယ်ဥတ္တရသမား2သိန်းလို့ပြောတယ်တပြေးပြေးနဲ့များလာပြီတရသမား3သိန်း4သိန်းနောက်2သိန်းတော့ဖြစ်လာတော့မယ်2သိန်းလို့ဆိုလို့ရှိရင်ရခိုင်လူကြီးရခိုင်ပြည်နယ်မှာရှိတဲ့လူကြီးတွေနဲ့တဝက်ကျော်သွားပြီရခိုင်ပြည်နယ်တစ်ခုလုံးမှာရှိတာကလူကြီး2သိန်းကျော်3သိန်းမရှိတာဘူးအဲ့တော့သူတို့ဘင်္ဂလားဒေ့ရှ် ဒေါ်လာစကန်ဒီမှာရောင်းနေဗလာဒီနိုင်ငံထဲကိုရောင်းနေတဲ့သူအားလုံးကိုမှနိုင်ငံသားအဖြစ်နဲ့သူတို့တိမတ်ပြုမယ်ဆိုတော့အားလုံးပြန်ဝင်လာ energy ဆိုအနာရလို့ရှိရင်ဗမာအခုပြန်လာခဲ့မြန်မာမဟုတ်တယ်ကိုထိုးပေးမယ်သုံးချက်သူတို့သဘောတူလိုက်တယ်နောက်၄ချိန်ရချက်ကဘလူးကြီးနေဝဲဥဆောင်တဲ့ဒီမြောက်ဆွေလမ်းစဉ်ပါတီဆိုရလက်ထက်က1982ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကိုသူတို့ဖျက်သိမ်းမယ်တခြားဥပဒေတစ်ခုနဲ့သူတို့လိုချင်တဲ့ဥပဒေတစ်ခုနဲ့အစားထိုးမယ် ။အဘောက1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုဖျက်သိမ်းပြီးတော့ NLD အစိုးရအနာရလာလို့ရှိရင်မြန်မာနိုင်ငံသားဆိုတာဘာပဲဆိုတာကိုဥပဒေတစ်ခုပြဋ္ဌာန်းမယ်ဆိုပြီးတော့အချက်ကြီးလေးချက်ကိုအဲဒါလို့ NLD တရားအမှုအစိုးရရဲ့ဝန်ညာဆိုင်ရာမူဝါဒဆိုပြီးတော့ကြီးညာလိုက်တဲ့တရားအမှုအဲ့တော့အကုန်လုံး short ဖြစ်ကုန်တယ်